မိတ်ဆွေတို့မှာကိုပိုင်တဲ့မြေကိုတူတူမတွေဆွေမျိုးတွေကိုမေတ္တာနဲ့ပေးကမ်းပါတယ်ဆိုပြီးတော့စာချုပ်ရှုပ်ပြီးတော့ပေးဖို့ပါသလားဒီလိုနဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာမြေပိုင်ရှင်ရဲ့အမွေဆက်ခံသူကအဲ့ဒီမြေကိုပြန်ပေးပါအဲ့ဒီစာချုပ်ကတရားမဝင်ဘူးဆိုပြီးပြန်တောင်းလာရင်ရောဘယ်လိုလုပ်ကြမလဲအားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိန်းအောင်ပါဒီနေ့မှာတော့အမတန်စိတ်ဝင်စားစရာကောင်းတဲ့အေရှန်မြေဇလန်တပုတ်ကိုကျွန်တော်မိတ်ဆွေတွေအတွက်မျှဝေပေးခြင်းပါတယ်ဒီဇလန်အတွက်2003မြန်မာနိုင်ငံတရားစီရင်ထုံး ေါ်သီတာပါသုံးတဲ့ဒေါ်ကျင်ရွှေတရမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုးကားတင်ပြသွားမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကလူတိုင်းသတိထားရမယ့်ကိစ္စဖြစ်လို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ကြဖို့ကိုလည်းမျှော်လင့်ပါတယ်။ဒီဇယ်လန်ကရန်ကုန်မြို့မှာဖြစ်ခဲ့တာပါ။အင်းစိန်ကမြေတစ်ခွက်ကိုပိုင်ရှင်ဖြစ်တဲ့ဥပျောဆိုတဲ့သူက သူ့ရဲ့တူမအရင်ဖြစ်တဲ့ဒေါ်တွေးလှကို1985ခုနှစ်မှာအပိုင်ပေးစာချုပ်နဲ့ပေးကမ်းခဲ့ပါတယ်။ပြဿနာကဘာလဲဆိုတော့အဲ့ဒီစာချုပ်ကအပိအပိုင်လွှဲပြောင်းတဲ့မှတ်ပုံတင်စာချုပ်ကြီးမဟုတ်ဘဲနဲ့ ယာယီမှတ်ပုံတင်စာယူတာဖြစ်နေတာပါဒါပေမဲ့တူမဖြစ်သူဒေါ်ဒွေးလှကတော့1985ခုနှစ်ကလေးကအဲ့ဒီမျိုးကိုလက်ရောက်ရယူပြီးတော့ပိုင်ရှင်တယောက်လိုစီမံခန့်ခွဲနေထိုင်ခဲ့ပါတယ်မျိုးကိုပြီးခဲ့တဲ့ဥပျောကတော့1982ခုနှစ်မှာကွယ်လွန်သွားပါတယ်ပြဿနာက20ကျော်ကြာပြီးနောက်2000ပြည့်နှစ်လောက်မှာစတာပါဥပျောရဲ့ဇနီးဖြစ်သူဒေါ်ကျင်ရှိကတူမဖြစ်တဲ့ဒေါ်ဒွေးလှကိုတရားစွဲပါတယ်ဒေါ်ကျင်ရှိကဘာပြောလဲဆိုတော့ဒီမျိုးကဥပျောအမိဘဖြစ်တယ် နေတို့လုတ်ထားတဲ့1985ခုနှစ်ကစာချုပ်ကယာယီစာချုပ်ပဲရှိလို့ဥပဒေရဆိုရင်အပိုင်ပေးခြင်းမမြောက်ဘူးဒါကြောင့်မူလပိုင်ရှင်ရဲ့ဇနီးဖြစ်တဲ့ငါ့ကိုမြေပြန်ပေးဆိုပြီးတော့တရားစွဲတာပါအောက်ရွံ့နေဖြစ်တဲ့ခရိုင်နဲ့တိုင်းတရားရွံ့နေကတော့ဇနီးတဲ့တော်ကျင်ရွှေဘက်ကအနိုင်ပေးခဲ့ကြပါတယ်ဘာလို့လဲဆိုတော့ဥပျော့အမိဘဖြစ်နေတယ်လို့စာချုပ်ကလည်းတရားမဝင်ဘူးလို့ယူဆခဲ့ကြလို့ပါဒါပေမဲ့တရားရုံးကျုပ်အထုခုံရုံးကိုရလာတဲ့အခါမှာတော့အခြေအနေကပြောင်းပြန်ဖြစ်သွားပါတယ်။ဒီနေရာမှာဥပဒေဗဟုသုတရရစရာ အချက်က စန့်ကျင်လက်ရှိထားခြင်းဆိုတဲ့သဘောတရားပါပဲတရားရုံးချုပ်ကဗာပြောလဲဆိုတော့မှန်ပါတယ်1985ခုနှစ်ကချုပ်ခဲ့တဲ့ယာယီစာချုပ်ဟာယာယီစာချုပ်သာဖြစ်လို့ပြည်စီလွှဲပြောင်းခြင်းအဥပဒေပုံမှန်123အရာတရားဝင်ပေးကမ်းခြင်းမမြောက်ပါဘူးဒါပေမဲ့အဲ့ဒီလိုတရားမဝင်တဲ့စာချုပ်နဲ့မြေကိုပေးလိုက်တဲ့နေ့1985ခုနှစ်ကစပြီးတော့လက်ခံရရှိခဲ့တဲ့ဒုမဖြစ်သူဟာမူလပိုင်ရှင်ကိုစန့်ကျင်ပြီးတော့လက်ရှိထားသူဖြစ်သွားခဲ့ပါတယ်ပို့ပြီးတော့ရှင်းအောင်ပြောရရင်လူကမြေပေါ်ရောက်နေပြီ ဒါငါ့မြင်ဆိုပြီးတော့ပေါ်ပေါ်ထင်ထင်နေနေပြီအဲ့ဒီလိုပေါ်ပေါ်ထင်ထင်ဆက်ကျင်နေထိုင်တာဆယ်နှစ်နှစ်ကျော်သွားရင်ကာလစည်းကမ်းသက်ဥပဒေအရမူလပိုင်ရှင်ကတရားပြန်ဆွေးခွင့်မရှိတော့ပါဘူးဒီမှုမှာတူမဖြစ်သူက1985ခုနှစ်ကလေးကမြေကိုရထားတာပါဇနီးတွေက2000ပြည့်နှစ်ကြမှာတရားဆွဲတာဆိုတော့ဆယ်နှစ်နှစ်အများကြီးကျော်နေပါပြီဒါကြောင့်တရားရုံးချုပ်အထုခွန်ရုံးကကာလစည်းကမ်းသက်ကျော်လွန်သွားပြီဖြစ်လို့ဇနီးတွေတော်ကျင်ရှိကိုအရှုံးပေးလိုက်ပါတယ်တူမဖြစ်သူကတော့အဲ့ဒီမြေပေါ်မှာပဲဆက်လက်နေထိုင်သွားပါတယ် ကဲဒီဇယ်လန်ကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်အောင်ပါကိုမြေကိုအင်ကိုတရားရွက်ကစာယူတစ်ခုခုနဲ့စနစ်နဲ့ကြော်ကြပေါ်ပေါ်ထင်းနေဝင်နေပြီဆိုရင်သတိထားဖို့လိုပါတယ်ယာယီစာချုပ်ပဲတရားမဝင်ပါဘူးဆိုပြီးတော့ပေါ်ပေါ်ဆဆနေလို့မရပါဘူးတရားမဝင်တဲ့စာချုပ်နဲ့နေတာပိုင်ရှင်ကိုဆန့်ကျင်လက်ရှိထားရရောက်သွားပြီးတော့အရှင်စနစ်နဲ့ကြော်ရင်ပြန်ယူဖို့ခက်သွားနိုင်တဲ့အကြောင်းကိုဥပဒေဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတဆုံတရားရလိုက်မယ်လို့မျှော်လင့်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။